ျွန်တော်ဒါလေးပြီးပြီနော်ထူတာဆုံးသေးလို့နဲ့မြန်ဆန်တဲ့အင်တာနက်ကိုကြားနေမှာကဲဘာလို့သေးလဲရန်ကုန်မြို့မှာလက်ရှိဆောက်လုပ်ခွင့်ပေးထားတဲ့အဆောက်အဦတွေရဲ့စီမင်းစည်းကမ်းတွေအများအားနေနေလို့အမြန်ဆုံးပြင်ဆင်သင့်နေပြီလို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကကျင်းပတဲ့ရန်ကုန် at the scene မနိုင်ဝန်ထမ်းနေရတဲ့ရန်ကုန်ဆိုတဲ့ဟောပြောပွဲမှာပြောလိုက်ပါတယ်ရန်ကုန်မြို့ဘလို့များမနိုင်ဝန်ထမ်းနေရတာလဲမနိုင်ဝန်ထမ်းနေရရှာတဲ့ရန်ကုန်ဆိုတဲ့အကြောင်းဆွေးနွေးခဲ့တဲ့မြန်မာနိုင်ငံဘီတုကာအသင်းကဒေါ်လှစုမြတ်ကရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက်အဆောက်အဦတွေစောက်ရွာမှာနိုင်ငံတကာစံနှုန်းတွေနဲ့ချိန်ဆပြီးအမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာပဲချပေးတင်တယ်လို့ဆိုပါတယ်မချိန်ဆပဲအခုတိုင်းသာဆက်သွားနေရင်အစိုးရဘက်ကပြောနေကြတယ်စင်ကာပူလိုမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်လို့ဖြစ်သွားမယ်လို့ပြောပါတယ်။အမားတို့လက်ရှိဆောက်လုပ်ခွင့်ပြုနေတဲ့အဆောက်အုံတွေရဲ့စီရင်စီကံတွေဟာရန်ကိုအားနေနေတယ်။အဲ့တော့အဲ့ဒီအားနေနေတဲ့ဟာတွေကိုအမားတို့အញ្ញံဆုံးပြင်ဆင်သင့်ပြီးနောက်တစ်ခုကအခုလောလောဆယ်အဆောက်အုံတွေကဖွံ့ဖြိုးမှုတွေလုပ်တဲ့အချိန်မှာမျိုးရဲ့တကယ့်လူအချက်ရှိတဲ့ဟာတွေကိုတေချာသူတေသနာလို့ study လုပ်ပြီးမှသာလုပ်တဲ့နေပေါ့နော်အခု density ကြီးခွင့်ပြုနေတဲ့ဟာတွေကလည်းနိုင်ငံတကာ standard ကို ချိန်ဆပြီးတော့စဉ်းစားတင်နေ။မဖြစ်လို့လဲဆိုတော့အခုလက်ရှိမှာ ခွင့်ပြုနေတဲ့အဆောက်အုံတွေရဲ့ density တွေကစင်ကာပူတို့ဂျပန်တို့လိုဖြစ်ချင်နေဆိုပြီးတော့လူကြီးတွေကပြောကြတယ်စင်ကာပူလိုမျိုးကြီးဖြစ်ချင်နေပေါ့နော်။ဒါပေမဲ့အခုနှုံးနဲ့သွားရင်စင်ကာပူလိုမဖြစ်ပဲနဲ့အင်္ဂလာလိုဖြစ်သွားနိုင်တယ်။ရန်ကုန်မြို့မှာအဆောက်အဦးတွေစောက်ရမှာမြန်မြန်ပြီးအောင်လို့ steel frame တွေနဲ့စောက်လာကြရမှာမိဘအန်ရဲ့အတွက်တော့အကာအကွယ်ပေးထားတာမရှိဘူးလို့ဒေါ်လာစုမြတ်ကပြောပါတယ် မိခန္ဓာရေးအာမပါပဲဈေးတွေနဲ့ကားပါကင်တွေပါအများကြီးဆောက်လာကြပြီးမိဘေးကြောက်ခဲ့ရင်တော့အဆောက်အဦရောပဝန်းကျင်ကိုပါအနေရရှိနိုင်လို့မိဘေးလုံခြုံမှုကိုထည့်သွင်းစဉ်းစားတဲ့နယ်လို့ဆိုပါတယ်စတိဖင်နဲ့ဆောက်တာကသူ့မှာအာသာချက်ရှိသူတို့အားနေချက်တွေရှိတာပေါ့သူကိုဆောက်တော့မြန်နေဒါပေမဲ့အမီးအကာအကွယ်ပေးရမယ်အဲ့တော့အကာအကွယ်တွေလုပ်ဖို့လိုတယ်ဒါပေမဲ့အခုလောလောဆယ်တွေ့နေရတာကတော့အဆောက်အုံတွေမှာမိခန္ဓာရေးအာမပါပဲနဲ့ဈေးတွေလည်းဆောက်ထားတာတွေ့ရတယ် နောက်တစ်ခါကပါကင်နေတဲ့အများကြီးပဲအလိုဆောက်ထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့အမားတို့ကတော့ဒီဟာတွေကတကယ်ဖြစ်ခဲ့လို့ရှိရင်ပြည်သူ့ကိုအငြင်းရှိတာပေါ့နော်သူ့ building တခုတည်းကိုလည်းအငြင်းရှိသူ့ပတ်ဝန်းကျင်ကိုလည်းအငြင်းရှိတယ်အဲ့ဒီအတွက်ကြောင့်အမားတို့ကဒါတွေဟာမိခံရေးအားရလို့နေပြီးဒီမိအနေနဲ့ပတ်သက်ပြီးတော့လည်းထည့်သွင်းစဉ်းစားပြင်နေဆိုတာလေးတွေကို engineer တွေကအမားလာလာပြီးတော့ဟို knowledge share လုပ်တာပါ နေ့စဉ်ကကြက်ရေကြီးတဲ့ဒဏ်ပြင်လူသိသိစာများတော့လူမှုရေးပြဿနာတွေအများကြီးရင်ဆိုင်နေရတဲ့ရန်ကုန်မြို့နယ်ပြည်သူတွေအတွက်လက်ရှိအစိုးရပိုင်းမြေတွေကိုစူးစီးလေ့လာပြီးတော့အဲ့ဒီမြေတွေကတဆင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ရှင်းပေးတင်နေပါပြီလို့အကြံပေးခဲ့ပါတယ်